စစ်ကောင်စီကအနေပြည်တော်မှာကျင်းပဖို့ပြင်နေတဲ့တနင်္ဂနွေလိုပြစ်ခတ်တခမှုရစရေးသဘောတူစာချုပ် NCA စာချုပ်ချုပ်ဆိုခြင်းစစ်နေပြည်နှစ်ပတ်လည်ပွဲဟာအတူရောက်တာဖြစ်တဲ့အတွက်ကုလသမဂ္ဂပါမယ်နိုင်ငံကသာဓမာတွေမတရောက်ပဲပြည်သူတွေအတူရပ်တည်ကြဖို့ KNU ပါမယ် EAO ချုပ်ဘက်ကကြေညာချက်ထုတ်ပြန်တောက်ဆိုလိုက်ပါတယ်။အတူပါ15ကနေ16အထိအနေပြည်တော်မှာကျင်းပဖို့ပြင်နေတဲ့ NCA စစ်နေပြည်ခန္ဓာဟာဘာမှအတိပ္ပယ်မရှိကြောင်းစစ်တပ်ကအနာသေးကြတဲ့က NCA ပြည့်ပြည့်တော်ပြီဖြစ်ကြောင်း လက်ရှိအချိန်မှာလည်းတနင်္ဂနွေလောက်ကစာသင်ကျောင်းနဲ့ဆေးရုံပေါ်မှာကျန်းစစ်ကောင်စီကနေစဉ်ပိုးကျနေတဲ့အတွက်ဒီလိုအချိန်မှာစစ်ကောင်စီကကျင်းပမဲ့ NCA နှစ်ပတ်လည်ပတ်ကိုဘယ်လိုမှမတက်သေးကြောင်းအဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ကြေညာချက်ထုတ်ပြန်တဲ့အဖွဲ့အစည်းကတော့ကရင်မျိုးသား CEO KNU မပြည်သက်ပါတီ NSPAD ရှင်မျိုးသားတော် CF ပိုးမျိုးသားလူမျိုးရေးဖွဲ့ချုပ် PNL လာဟိုဒီမိုကရက်တစ် CEO LDU နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရေစီတရားဥပဒေ EBS လို့ဖြစ်တာကိုတွေ့ရပါတယ်။ကရင်နီပြည်နယ်လွယ်လင်လေးမြို့နယ်တွင်စစ်ကြောထိုးလာတဲ့စစ်ကောင်စီတပ်ကိုကရင်နီတော်လှန်ရေးတပ်ကတိုက်ခတ်ရမှာစစ်သား30ကျော်သေးတနားလေးလေးနဲ့ခင်ရံတွေသိမိတယ်လို့ကရင်နီမြို့သားများကကွေးတပ်ကရင်တရုတ်ကသတင်းထုတ်ပြန်ပါတယ်။အော်ဘတ်ကိုရမှာအင်အား60ခန်းနဲ့စစ်ကြောထိုးလာတဲ့စစ်ကောင်စီတပ်ကိုလင်ဖူကြီးကြီးရွာရောက်မှာနှစ်ရက်ဆက်တိုက်တိုက်ခတ်တယ်လို့ဆိုပါတယ်။ အခြားဒေသတွေဖြစ်တဲ့လွန်ကောဒီမော့ဆိုဖရူဆိုဘောခဲနဲ့ရှမ်းတောင်နယ်စပ်ဖေခိုဒေသတွေမှာလည်းတိုက်ပွဲတွေပြစ်ထန်နေပြီးစစ်ကောင်စီကစစ်မျက်နှာ၅ခုနဲ့ကရင်ဒေသစီထိုးစစ်ဆင်နေလို့တိုက်ပွဲနေစဉ်ဖြစ်နေတာလို့ဖော်ပြထားပါတယ်စကန်တဲ့စကန်မြို့နယ်ရှိပန်းခရိုင်ချင်းဆက်လမ်းပေါ်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုတောင်လိုင်းတပ်တွေကတိုက်ခတ်ရမှာစစ်သားတို့ဦးတည်ပြီးသနတ်နှစ်လက်သိမ်းမိတယ်လို့မိုးကျုံငှဲ့အဖွဲ့ကသတင်းထုတ်ပြန်ပါတယ် အော်တိုဘတ်6ရက်မှာအင်အား200ကျော်ပါတဲ့စစ်ကောင်စီတပ်ကိုလေ့ကျင့်တိုက်ခိုက်တာဖြစ်ပြီးတော်လိုင်းဖက်ကလည်းရဲဘော်တို့ကြာဆုတ်ခဲ့ရပါတယ်ဒီတိုက်ခိုက်မှုကိုမိုးကျွန်းခွဲအဖွဲ့နဲ့တူပဒူတက်နယ်ပကဖားနဲ့ဒေသတွင်းရှိတော်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်မန္တလေးတိုင်းမြစ်ချံမြို့နယ်ကြောက်ပြုတ်ရွာပြူစောတီအထက်စခန်းကိုတော်လိုင်းတပ်တွေကဝင်တိုက်ရမှာပြူစောတီတဆက်ကသိဆိုပြီးစခန်းကိုသိပ်ပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ပြည်သူ့ကြက်တပွဲအဖွဲ့ကသတင်းထုတ်ပြန်ပါတယ် အော်တိုဘာဆနေရဲ့မနေ့ပိုင်းမှာဝင်တိုက်တာဖြစ်ပြီးတိုက်ပွဲခြေသုံးနိုင်ခါကြားတယ်။နေမြေရှင်းလင်းပြီးတဲ့နောက်တွန်လိုက်တိုက်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီတခါမကူပြည်သူ့ကြက်တပည့်တပ်ဖွဲ့မြစ်ချံဒေဂျာတင်းနမဲ့မြစ်ချံပကဖားနဲ့ဒေတာတွင်းရှိတွန်လိုက်တိုက်တွေပူးပေါင်းဆောင်ရွက်ရတယ်လို့ဖော်ပြထားပါတယ်။ပကူနယ်ပကောမြို့နယ်ဘော်ဒါအထိုင်စခန်းကနေ တပ်အပြောင်းလဲလုပ်ပြီးပြန်လာတဲ့စစ်ကောင်စီတပ်ကိုတွန်လိုင်းတပ်တွေကမိုင်းဆွဲတက်ခရမှာသေဆိုးတန်ရသူများတယ်လို့ပြည်ခရိုင်အမှန်နဲ့တိုင်းရင်းကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘတ်7ရက်ည7:00နာရီခန့်မှာအင်အား၄စက္ကန့်ပါအဲ့ဒီစစ်ကြောင်းတောင်လဲကြေးရွာနေရှိဂွေးပင်ကူအရောက်မှာ မိုင်းဆွဲတက်ခရတယ်လို့ဆိုပါတယ်။နောက်ရက်မနေ့နေမြရှင်းတဲ့အခါစစ်သူဆောင်ပစ္စည်းတွေချို့သိမိတယ်လို့ဖော်ပြထားပါတယ်။ မော်ပြင်းရင်းမြုံနယ်မြောက်ပိုင်းရှိအမှတ်၈ပြည်ထောင်စုလက်မှတ်ရေးတခြားကကြေးရွာတွေကိုစစ်ကောင်စီကအင်အားလုံးရင်းနဲ့စစ်ကြောင်းထုတ်လာတဲ့အတွက်ဒီသက်ခံဒေါ်လာရတိုက်တွန်းနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့ဒဝဲဝက်ရှ်ကဖော်ပြပါတယ်။အင်အား၄၀၀နဲ့၅၀၀အထိပါတဲ့စစ်ကောင်စီတပ်တွေဟာစစ်ကြောင်းတို့ကြောက်ခွဲပြီးရေးနယ်တံဖြူစရာကြမ်းမှာစစ်ကြောင်းထုတ်နေတယ်။အော်တိုဘာ၁၂ရက်နေ့ကတော့ကနေကမော့ကြေးရွာအောင်သာယာနဲ့လီမော်ချန်ကြေးရွာနီးတိုက်ပွဲတုံးကြီးဖြစ်တယ်စစ်ကောင်စီဘက်ကအထိနာနေတယ်လို့ရေးပြည်သူ့ကွက်ဝေးဖွဲ့ YPDF ကပူရန်နိုင်ကပြောပါတယ်။တွန်လိုင်းပူပွဲတော်တွေထိချုပ်တဲ့တန်ဖြူစရရေးတပွဲကလန်းအမှတ်ရှိပြီးတော့လမ်းမကြီးကိုစစ်တပ်ကပြန်ထိချုပ်ဖို့မကြခဏထူးစစ်ဆင်နေပေမဲ့အခုချိန်ထိတော့မထိချုပ်နိုင်သေးပါဘူး။မော်ဘီတွန်လိုင်းတပ် MSRF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ရေးပြည်သူ့ကောက်ွယ်ရေးဖွဲ့ YPDF ကီမီသားလုံးမြိုက်တပ်မတော် KNL တိုင်းရင်းတစ်ခုဖြစ်တဲ့တပင်ရွှေတိတပ်ဖွဲ့နဲ့ PDF စစ်ပြီးဟာ33ချင်းမွေးတပ်တွေကဒီဒေသတွင်စစ်ကောင်စီတပ်တွေကိုပြန်လည်တွန်းလှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။မြေပြင်ဆိုင်ဆောင်မြို့နယ်ကြောက်ထုအခြေစိုက်အမြောက်တပ်368ကထွက်ပြေးလာတဲ့ဒုတက်ချက်နှုတ်ကို ပစ္စတိုတလဲနဲ့တူတွန်းလှန်တပ်တွေကလက်ရဖမ်းမိတယ်လို့ရောအလင်းတန်းကပြောပြပါတယ်။အော်တိုဘတ်ဆယ်ရဲ့မနေ့ပိုင်းမှာဖမ်းမိတယ်လို့ဆိုပါတယ်။ဒါပြင်အော်တိုဘတ်ဆနေ့မှာလည်းနောက်ထပ်စစ်သားတအုပ်ကိုထပ်မံဖမ်းမိပြီးသူ့ဦးစလုကို PDF က စစ်ဆေးနေတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ